အားလုံးပဲမင်္ဂလာပါနိုဝင်ဘာ12ရက်နေ့ကမ္ဘာနောက်ဆုံးသတင်းတွေနဲ့တင်ဆက်ဆွေးနွေးကြည့်ရအောင်ပါအမေရိကရဲ့လေရင်တင်စစ်တင်ဘောကြီးကိုအခု Latin America Venezuela မှာရောက်နေတယ်ဆိုတော့ Venezuela ဖက်မှာစူးရင်ပင်ပမှုတွေကမြင့်တက်လာတယ်ပေါ့နော်လူရင်းကပြောနေကြတယ်အခုလိုမျိုး Venezuela မှာအမေရိကရဲ့တင်ဘောကြီးရောက်တာကစစ်ပွဲဖြစ်နိုင်ခြေရှိတယ်ဆိုပြီးမှ တုံးတစ်ချက်လုတ်တဲ့လူကလည်းပြောနေတယ်အခုဗင်နီဇွဲလားဖက်ကလည်းစီရီလက်ချမှုလုတ်နေတယ်စီရီပီစီမှုလုတ်နေတယ်အချင်းနေနောက်ဆုံးအချင်းနေ US နဲ့ဗင်နီဇွဲလားချာနောက်ဆုံးအချင်းနေကိုဒီတစ်ခါကျွန်တော်တို့တင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့ကြီးစုသူတော်တော်များများကတော့ဗင်နီဇွဲလားအချောင်းကိုကျွန်တော်အမြဲတမ်းပြောနေတဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်တော်တော်များများကတော့ယဉ်နင်းပြီးသားဖြစ်ပါလိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ ခြုံငုံပြီးမှအချူအချောင်းလေးကို ပြန်ရှင်းပြပြီးမှပဲကျွန်တော်တို့ဗီဒီယိုကိုပြပြီးမှပဲကြည့်ကြည့်အောင်ပေါ့ဆိုတော့ကဘာပေါ်မှာဒီတင်တင်ဘိုအချီဆုံးအမေရိကရဲ့စတင်ဘိုချီကိုဒီကရီဘီယံလာတင်အမေရိကပေါ်ရောက်လာတယ်ဗင်နီဇွဲလားမှာလည်းစူးရင်မှုတွေမြင့်တက်လာတယ်ပေါ့နော်ဆိုတော့ဒီတင်ဘိုရောက်လာတာနဲ့အတူဗင်နီဇွဲလားဖက်မှာလည်းစစ်ပစ်စီမှုတွေလောက်လာတယ်တကယ်လို့များ US ကကျွန်တော်တို့ကို ထိမယ်ဆိုရင်ကျွန်တော်တို့ကလည်းပြန်တုံ့ပြန်မယ်ဆိုတဲ့အနေအထားနဲ့ပြည်စီမှုတွေလုပ်လာတယ်ပေါ့နော်ဆိုအမေရိကကဗင်နီဇိုလာရဲ့အစုရပြောင်းဖို့အစီအစဉ်နေတယ်ဆိုပြီးမှတော့ဗင်နီဇိုလာရဲ့တမရမဒိုရိုကတော့ဆွဆွေးထားပါတယ်နော်ဆိုတော့တုံးတက်ချက်လုပ်တဲ့လူတွေကလည်းဗင်နီဇိုလာမှာစစ်ပစ်နိုင်ခြေရှိတယ်ဆိုမှအတုံးတက်နေကြတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအခုလိုမျိုး USS တင်ဘိုဂျီကိုတော်တော်အားကြီးတဲ့စစ်အဖွဲ့တစ်ခုဖြစ်နေတယ် ကျော်မလူအပင်းနဲ့လာတင်အမေရိကကိုသွားသွားစရာအကြောင်းမရှိဘူးပေါ့ခွာဆိုတော့ခုလိုမျိုးအမေရိကကသူ့ဒင်ပိုကြီးကိုဟိုဖက်မှာချထားတာဆိုတော့အရှိရေတစ်ခုဖြစ်လာနိုင်မယ်ဆိုမှစူးရင်နေကြပါတယ်တော်တော်လေးစူးရင်နေတဲ့အနေထားဖြစ်နေကြတယ်ပေါ့နော်မန်တော့ပုံမှန်တော့ဖြစ်တော့ USSR ဒင်ပိုကြီးကဒီတောင်အမေရိကရဲ့ရေတက်တောင်ပိုင်းဌာနအောက်မှာပဲလို့လုပ်နေတယ်တဲ့ ဆိုနိုဝင်ဘာ7ရက်နေ့မှာပဲလာတင်အမေရိကဒေသကိုဝင်ရောက်ခဲ့တာဝင်ရောက်ခဲ့တယ်အဲ့ဒီမှာပန်တကွန်ပန်တကွန်ပြောရေးစုခွင့်ရှိသူကဒီတင်ဘောဟာတဲ့မူကြီးစေဝါနဲ့ရဇဝင်းမှုနဲ့ဆက်ဆက်နေတဲ့လှုပ်ရှားမှုတွေကိုတားဆီးဖို့ထောက်လှမ်းရေးအနေနဲ့ပဲကျွန်တော်တို့ကချက်ထားတာပါတဲ့ဒီနေ့အပြပြောရမယ်ဆိုတော့ဗင်နီဇိုလာကိုတိုက်ခိုက်ဖို့မဟုတ်ပါဘူးပေါ့နော်ဗင်နီဇိုလာကိုတိုက်ခိုက်ဖို့မဟုတ်ပါဘူးမူကြီးစေဝါနဲ့ရဇဝင်းမှုနဲ့ဆက်ဆက်နေတဲ့ ထိုရှာမှုတွေကိုတားဆီးဖို့ထောက်လှမ်းရည်အနေနဲ့ချထားတာပါဆိုတော့ပြောနေတယ်ဒါပေမဲ့ဗင်နီဇိုလာသမ္မတကတော့မယုံဘူးပေါ့အာအမေရိကကဒီလိုပဲပြောတာပါကျွန်တော်တို့နိုင်ငံရဲ့ဒီအစုရကိုပြောင်းလဲခြင်းလို့အခုလိုမျိုးအာတိုက်ဖို့လုပ်နေတာပါဆိုပြီးမှဗင်နီဇိုလာအစုရကတော့အခြေအနေကိုကြည့်ပြီးမှပဲဝေဖန်လာတယ်ဆိုတော့ဒီကျွန်တော်တို့အခုလက်ရှိခြေအနေကဂျင်းတေပေါ့စူးရင်စရာဖြစ်ပါတယ်ဆိုပြီးမှဗင်နီဇိုလာသမ္မတကပြောတယ်အမေရိကကအရင်တုန်းကလည်းဒီ F35 legion နဲ့ shooting bochi ring ကို Venezuela အနီးမှာဖြတ်ထားပြီးသားဖြစ်နေတယ်။အခုက legion တင်တင်ဘိုချီကို Latin America မှာနောက်ထပ်ရောက်လာတယ်ချထားတယ်ဆိုတော့ဒါကအချင်းတေပေါ့အဆူရင်စရာကောင်းတဲ့အဖြစ်ပြက်ဖြစ်နေပါတယ်ဆိုပြီးမှ Venezuela ရဲ့အဆူရကတော့ပြောနေပါတယ်။ဆိုတော့အဓိက Venezuela ကတော့ America အဆူရက Venezuela ရဲ့အဆူရပြောင်းပြဖို့ပြင်ဆင်နေတယ်ဆိုပြီးမှလုံနေကြပါတယ်။ Trump ကတော့ ဒီဗင်နီဇွန်လာကိုအရင်တုန်းကချင်းချောက်ခဲ့ဖို့တာတော့မှန်ပဲနိုဝင်ဘာလ2ရက်နေ့ကဒိုနယ်အမေရိကနဲ့ဗင်နီဇွန်လာကအစ်စ်ဖြစ်နိုင်ခြေရှိတယ်ဆိုပြီးမှထရမ့်ကိုယ်တိုင်ကပြောခဲ့ဖို့တယ်ကွန်ဂရက်စ်မှာခွတ်တောင်းပြီးမှအမေရိကနဲ့ဗင်နီဇွန်လာကအစ်စ်ဖြစ်နိုင်ခြေရှိတယ်ဆိုနိုဝင်ဘာလ2ရက်နေ့ကထရမ့်ကပြောခဲ့ဖို့တယ်အဲ့ဒီမတိုက်ခင်မှာလဲထရမ့်ကဗင်နီဇွန်လာရဲ့တမရ မဒိုရိုရဲ့နေတွင်ကနိကတ်လာပြီးသူမှချင်းချောက်ပြီးပြောခဲ့ဖို့ရဲ့ဒီအရာတွေဟာအမေရိကအနေနဲ့စစ်ရေးအဆင့်တက်လာတာအခုပြသနေတယ်သူမှတော့ပြောနေကြတယ်ဒါကြောင့်သုံးသက်ချက်လောက်တဲ့လူတွေအမေရိကရဲ့ sorry ဗင်နီဇွဲလားရဲ့အခြေအနေကကြည့်နေမယ်ဆိုတော့သူတို့ကိုရင်ကလည်းစူးရင်နေကြတယ်ပေါ့နော်ဆိုတော့ခုကဒီစက်တင်ဘာလကလည်းစပြီးမှအမေရိကရဲ့စစ်တပ်ကဗင်နီဇွဲလားမှာလေရေရင်သစေချိုတိုက်ခိုက်ဖျက်ဆီးခဲ့ပြီးပြီတဲ့ ရေးရင်း20ကျော်အမေရိကစစ်တပ်ကဗင်နီဇွဲလားမှာပြီးတော့လူပေါင်း96ဦးတည်ဆုံးခဲ့တယ်ဆိုမှပြောခဲ့တယ်ဆိုတော့အချင်းချုံအချင်းချုံပြောရမယ်ဆိုတော့လက်ရှိအခြေအနေကမမှန်ဘူးဇူရင်ရတဲ့ဇူရင်နေရတဲ့အနေထားဖြစ်တယ်ဆိုမှပြောနေကြတယ်ဒါဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးတွေကိုပြပြီးမှကြည့်ရှုသူမိတ်ဆွေနားလည်အောင်ရှင်းပြပြရစေကဲဒါကတော့အမေရိကရဲ့ USSR တင်ဘိုချီရောက်တဲ့ပုံရိုက်ပါနော် Pentagon today announced the USS Gerald Ford arrived in the Latin American region, part of President Trump's war on drug cartels. The Ford is the biggest aircraft carrier in the American fleet and has accompanying warships, far more firepower than needed to sink a few alleged drugs. So, droga bione di timbo kura timbo yao da ka lo <laughs> lu power ka amya lu ရေရင်နေရင်ဖြစ်စည်းတာကအဲ့လောက်ထိမလူဝတ်ဘူးပေါ့ကွာရေရင်နေရင်ဖြစ်စည်းနိုင်တဲ့အင်အားထက်ပုံမြအောင်လာတင်အမေရိကကရောက်နေတယ်အဲ့ဒီစစ်တင်ဘိုချီရဲ့နောက်ကွယ်မှာလေတင်ဘိုသေးစားလေးတွေနဲ့ပါသေးတယ်ဟဲလီကော့ပတာကအဆပေါ့ပါဝါပြီးနေအင်အားပြီးနေလာတယ်ပေါ့ The target could be Venezuela President Trump calls its authoritarian president Nicolas Maduro တော့ဒီ target ကနော်ဒီမူစီဝါကိုင်းစားရင်ကိုမဖြစ်ပင်နဲ့ Venezuela ကို ပြစ်မှတ်ထားနိုင်ခြေရှိတယ်ဆိုတာပြောနေကြတယ်။ထရမ့်ကလည်းဗင်နီဇွဲလာရဲ့ခေါင်းဆောင်ကိုအစဂရိကနဲ့ကြည်တာမဟုတ်ဘူးကသူကလုံးဝဒီမူရေးစေဝကိုင်းစားဆိုမှခေါ်တဲ့ပုံကူသူ့ကိုတတ်တဲ့လူဖမ်းနိုင်တဲ့လူရှိတယ်တော့ US ဒေါ်လာတန်90ပေးမယ်ဆိုပြီးမှတော့အမေရိကထုတ်ပြန်ထားတာရှိသေးတယ်ပေါ့ terrorist neighboring colombia is also on edge. Colombia is a drug den. It's a drug den, and it has been for a long time. I met the chief of Colombia's elite counter narcotics division. He was emphatic. His troops fight drug smugglers. So, Trump got like Colombia got Muisua, Longwa Shirani as a master suede so, so, Venezuela and Trump, Venezuela and Colombia and Pobi, my US Jaga team, my Murishila, and Wakuna. What do you think when people aren't doing anything? Todos los boats allegedly carrying drugs. Okay, Daga, the cool. Pero, digas a Chichiao. Carrier, the USS Gerald R. Ford is now in Latin America. As the U.S. ramps up its military presence in that area, that ship carries more than 4,000 sailors and dozens of tactical air. 4,000 sailors. Marine 4,000 pilots, no? Craft. And it comes as President Trump has directed the Secretary of War, Pete Hegseth, to continue deadly strikes on suspected drug boats in international waters headed for of the Trump administration's efforts to as you said, has more than 4,000. Venezuela ye che ne ka elu phit la de so ro aku ka de cha ka ro us ka သူရဲ့ power နဲ့ပြီးနေ Venezuela နီးကပ်လာပြီဆိုတော့ Venezuela ဖက်ကလည်းပြင်ဆင်မှုရှိလာတယ်။အဲ့ဒီ Venezuela ဖက်ကပြင်ဆင်မှုကိုကျွန်တော်ချပြမယ်ပေါ့နော်။ Venezuela တပ်သားတွေကဘာလို့ပြောခဲ့လဲပေါ့။အခု Latin America မှာ America ရဲ့ system ကိုကြီးရောက်ပြီးလို့ကြားတာနဲ့ချက်ချင်း Venezuela ဖက်ကလည်းသူရဲ့ system အင်အားတွေကိုနှဆပြန်ထူချလာတယ်ဒီနေရာပိုင်းမှာပေါ့နော်။ပြီးတော့အခု Venezuela မှာလည်းစီရင်လက်ချက်မှုတွေလုပ်လာတယ်ပေါ့။ and dozens of tactical aircraft aboard. So, a lot of firepower on that carrier. And it was in late October that we heard Secretary Pete Hegseth directed to leave from its position in the Mediterranean. And it was today that it arrived in Latin America. So, are you know, the Mediterranean Latin America. John says it's going to be part of countering narco terrorism efforts. In a statement, Chief Pentagon spokesperson Sean Parnell. မွေးစေဝကန်စတာရင်းနဲ့ယဇဝင်းကောင်တွေကိုဆက်ဆက်တဲ့လူတွေကိုကျွန်တော်တို့ကဟန်ထားဖို့ချေမှုန်းဖို့ဖြစ်ပါလေဆိုမှပန်တကွန်ကတော့ပြောထားပါတယ်။ဒါဆိုတော့ဗင်နီဇူလာရဲ့အခြေအနေကြည့်အောင် Somos amantes de la paz. ဒါကဗင်နီဇူလာရဲ့ Defense Minister ဘောကကိုရေးဝင်ကြည့်ကြအောင်ဘောနော်ဒီ Veldemir အပန်ရီနိုကဘယ်လိုပြောခဲ့လဲဆိုတော့ကျွန်တော်တို့ကအာလူရင်းတူရှင်းပြောရမယ်ဆိုတော့ငင်းချမ်းရဲလူလားသူပါငင်းချမ်းရဲကိုချစ်ခင်သူပါဘော Nosotros somos los pobres, somos los pobres, somos los pobres. Venezuela es la tierra de los pobres. Nosotros somos la tierra de los pobres. El 11 de noviembre de 2025, Caracas, Venezuela, es la ciudad de los pobres. La ciudad de los pobres es la ciudad de los pobres. profundamente la paz. No queremos guerra, ni aquí, ni en ninguna parte del mundo. Pero si llegan a tocar a Venezuela, bueno, aquí no van a conseguir pásense por la calle. Eh, de acá, tú leche y hielo, ¿verdad? Leche y hielo, mire. Pásense por los. Sa, sa, mira, mo, ni boca, sa, ni ni ya son leche y hielo, ¿verdad? Venezuela, peca. con comunas. las comunas. Pásense por las unidades comunales de milicia. Y ahí verán un pueblo determinado a defender esta patria hasta la muerte. Así que bueno, hay un rechazo unánime mundial en contra de la agresión imperialista y en no, contra. Lo acuerdo mi bueno Donald Trump que Venezuela pegó si yo lo llamo lo da que va a chica le pechan le showchan le bob ya que va a chica tener un problema ya tiene para su ma tu va a de la pretensión de los Estados Unidos de mantenerse como hegemón del mundo como da que tú ya le chingen lo mira por aquí en Venezuela nos mantenemos firmes con el ideario bolivariano de independencia. Pero tú no lo ya lo le ya tú no lo ya independiente claro lo va a cumplir más veces más violar por no. no, no, no. y soberanía plena para nuestro pueblo. Que el Congreso de Estados Unidos discute tal cosa, che va a provare, che non va a provare, che non importa lo che diga el imperio norteamericano, ni su presidente. Pero de acá, Venezuela está bravo. America Congress ka tru bar suine bar in kumpyu chano ro khyi msai chano ro ye di Latin America chano ro America chano ro ye acho cha ana chano ro ye lle mu ku bi tu ka ma la chi ma mo bu su ma ro pyo ne le bo ni su congreso si en Venezuela y en América del Sur estamos decididos a ser libres. Uh, que hablen y discutan lo que quieran. Uh, turo, te lo y sebo, no y el No ¿no? no nadie le quitará a Venezuela la gloria de esta libertad ah, so, okay. ကျွန်တော်တို့တွေ့တဲ့အတိုင်းပါပဲဗင်နီဇွဲလားဖက်မှာလည်းကြီးကျယ်တဲ့လေတံတွေနဲ့ထွက်လာပြီးမှကြီးကျယ်တဲ့ချင်းချောက်မှုကိုကျွန်တော်တို့တောက်တွေ့ပါတယ်ရုရှားဖက်ကလည်းမနေ့တနေ့ကသူ့ရဲ့ဒီစစ်လေရင်တွေကိုဗင်နီဇွဲလားမှာပြန်တန်းတာကျွန်တော်တို့တောက်တွေ့ခဲ့တယ်အဲဒီမှာမစ်ဆနရီလို့ခေါ်နေတဲ့ဂျေးစာတပ်သားတွေဗင်နီဇွဲလားမှာရောက်နေရောက်နေတယ်လို့လည်းကျွန်တော်တို့သတင်းတွေကြားမှာကြားမိပါတယ်ဖတ်မိပါတယ် ပေါ့နော်ဒီတစ်ခါကတော့ US ရဲ့ USSR တင်ဘိုဂျီကူလာတင်အမေရိကရောက်ပြီးတဲ့နောက်ပိုင်းမှာအခုလိုမျိုးဒီမှာမှုတွေစူးရင်မှုတွေမြင့်တက်လာတာဖြစ်ပါတယ်ပေါ့ဘလူးပဲဖြစ်ဖြစ်ဗင်နီဇွဲလားဖက်ကတော့လုံးဝပြန်ချမယ်ပြန်တိုက်ခိုက်မယ်ဆိုပြီးမှအင်အားတွေ double ပြန်လုပ်ပါတယ်အင်အားတွေတူချက်လာပါတယ်ကျွန်တော်တို့အောက်ကြည့်ဖို့ပဲကြံပါတယ်ပြစ်သက်တို့အနေနဲ့ကြီးရှိသူအနေနဲ့ဒီကိစ္စကြီးကဒီတမန်ယူချလိုမျိုးဖြစ်တလား ခုနအမင်္ဂလာကတည်းကနွေပြောတဲ့အရာအစွန်းပေါ့နော်ဗင်နီဇွဲလာကိုတာဂက်ထုတ်မလို့ဘူးဆိုရင်တော့အလောက်ထိအားမလူဘူးပေါ့မွေးစင်ဝါဂိုင်းစတာတွေရေရာဇဝင်မှုတွေနဲ့ချိန်ဆမှုတွေကိုဟတ်တာဖို့သူတို့ကိုတိုက်ခိုက်ဖို့ဆိုရင်တော့အလောက်ထိဆင့်အားကိုမလူဘူးလို့ပြောနေကြတယ်ပေါ့နော်ဆိုတော့ US ကဗင်နီဇွဲလာကိုစစ်ပွဲဖြစ်နိုင်ချေဗင်နီဇွဲလာကိုတိုက်ခိုက်နိုင်ချေ စစ်ဖြစ်လာနိုင်ခြေရှိရဆိုမှအတုံးသက်လာကြတယ်။ဘာဖြစ်လို့လဲဆို US ရဲ့စစ်အင်အားပြင်းစင်မှုကိုကြည့်ချင်းအဖြစ်သူတို့ကစစ်အင်အားကိုလူဒါထက်ပူပြီးမှပြင်းစင်မှုတွေလှုပ်လာတဲ့ခါကျတော့ဒါကတမန်ယူကြပြင်းစင်မှုမဟုတ်ဘူး။ဒါကမူရေးစေဝကိုင်းတမားတွေချောက်ဖို့တဲ့ချောက်ဖို့တဲ့ပြင်းစင်တာမဟုတ်ဘူးပေါ့။သူတို့ပြင်းစင်တာကကြီးမားလွန်းတယ်။ဆိုတော့ဗင်နီဇွဲလာကိုပြစ်မှတ်ထားနိုင်ခြေရှိပါလေဆိုမှတော့ယုံကြည်နေကြတယ်။ဥပမာကွာ တင်ဘောချီနစီလောက်အဲ့ဒီမှာချရဲဆိုပါစို့ US တတတထောင်လောက်အဲ့ဒီမှာချရဲဆိုဆိုပါစို့အဲ့ဒါဆိုတော့မူရစီဝကိုင်းစတာရင်းကိုနှင်းနှင်းရေလူရဇဝင်ကောင်တွေကိုနှင်းနှင်းရေလို့အကြောင်းပြချက်ပြောမယ်ဆိုတော့ယုံကြည်လို့ရတယ် logic ကြတယ်ပေါ့နော်အခုကအလိုမဟုတ်ဘူး F35 တွေတိုက်လေယာဉ်တွေမဟုတ်ပြီးတော့ helicopter တွေ drone တွေ America Marine တပ်သားတွေမဟုတ်ပြီးတော့ တိုက်လေရင်တေဆောင်တဲ့စစ်တင်ဘောအကြီးဆုံးကူပါအော်မှာရောက်လိုက်ရောက်နေတယ်ပင်စီမှုတွေက B52 ဘမ်မာတွေကပါပါတယ်ကွာ B52 ဘမ်မာအဲ့အရာကူတိုင်းပါတယ်ဆိုတော့ပင်စီမှုတွေက G G မာလုံးနဲ့စင်အားကအကြီးမာလုံးနဲ့ပေါ့ဆိုတော့ဒါကဗင်နီဇိုလာကိုကျူးကျော်တိုက်ခိုက်နိုင်ခြေရှိရစုမှတုံးသက်ချက်လုပ်တဲ့လူကလုပ်ပါတယ်ထရမ့်ကတော့ကျွန်တော်တို့တိုက်ခိုက်မှာမဟုတ်ပါဘူးလို့မှာမဟုတ်ဘူးဆိုမှတော့ပြောပြောထားပါတယ်ပေါ့နော် so ဘလူးဖြစ်တော့မှလည်းကျွန်တော်တို့လည်းမသိဘူး so venezuela ဖက်ကလည်းမဟုတ်ဘူးပေါ့ဒီ trump ကကျွန်တော်တို့ကျွန်တော်တို့ကိုလုံးဝတိုက်ခိုက်ဖို့ပြင်ဆင်နေတာပါ venezuela မှာလာပြီးမှအစုရအပြောင်းလဲ regime change လုပ်ဖို့ပြင်ဆင်နေတာပါဒါကချင်းတေပေါ့စူးရင်စာကောင်းပါလေဆိုပြီးမှ venezuela သမ္မတကလည်းထပ်ပြောပြန်ပါတယ်ဆိုတော့ကြည့်ရှုသူအနေနဲ့အာဘလူးတော့တတ်ချင်တာလေပေါ့နော် အခုတရင်နားထောင်ပြီးတဲ့နောက်ပိုင်းမှာတဲ့ဘေးတရင်မနားမထောင်ဖြစ်တော့ဘူးတဲ့ Oh my god thank you so much ခုလိုမျိုးအပေးတဲ့အတွက်ပေါ့နော် America can't afford a war anymore တဲ့ Let's see how it goes uh say say ချင်တော့မွေးစေးတိုက်ဖြတ်ဖို့အကြောင်းပြုပြီးဖြစ်ပေါ်လာမဲ့ကြီးမားလာမဲ့အခြေအနေအတွက်ကျူတင်ပြင်ဆင်ထားတာဖြစ်မယ်တဲ့ဆိုတော့ရဇဝင်မှုမဟုတ်ပါဘူးတဲ့ရဇဝင်မှုနဲ့ပတ်သက်ပြီးတော့ပြောပါတဲ့ အခုအတန်အနိတ်အမိတ်ကအဓိကကိုပြောင်းလဲစေပြောင်းလဲရဇဝေမှုလို့ပြောတာကျွန်တော်ကခုနမူရင်းစေဝကိုင်းစတာရီနဲ့ရေရဇဝေမှုနဲ့ဆက်ဆက်တဲ့လူတွေကိုဟန်တာစီဖို့လို့ပြောတာပဲလေကျွန်တော်ကိုယ်တိုင်ကကျွန်တော်ကဘာပြောနေလို့လဲနော်အဲကျွန်တော်ရဲ့အတန်ကတော့နော်အတန်အမိတ်အနိတ်နဲ့အမိတ်ကတော့ကျွန်တော်ကမြန်မာလူမဟုတ်တဲ့ခါကျတော့တိုင်းသားအတာမထွက်မှာပါအဲဒါဆိုနားလေပြေးကြပါဗောနော်ဆိုတော့ B2 B2 တော့မဟုတ်ပါဘူး B52 ပါ B2 bomber မဟုတ်ဘူး B52 B52 နဲ့ B2 bomber ကမတူဘူးเนาะกว่าတယ်เนาะပေါ်တာတော့အဲ့ဒါတော့กว่าတယ်အဲ့ဒါကြောင့်ကျွန်တော်က B2 လို့ပြောတာမဟုတ်ပါဘူး B52 လို့ပြောတာပါအဲ့ဒါလေးကိုတော့မယိုးစင်နေပေါ့เนาะတစ်ချိန်လုံးက Iraq Council ကလည်း America ကိုအဲ့လိုပြောခဲ့တာပဲတဲ့ဆိုတော့ thank you so much အကူကြော်ရေးကျေးကျေးဇူးပါအခုလိုမျိုးအပိစကားလေးတွေပြောပေးတဲ့အတွက်လည်းအရန်အရန်ကိုကျေးဇူးပါပေါ့ right That's it for today, guys. I love you for watching. God bless. I'll see you guys tomorrow. ကျွန်တော်တို့ဒီနေ့နဲ့ပဲ Venezuela နဲ့ US ကြောင့်ကိုရနာပြရစေအခုလိုမျိုးကြည့်ရှုအားပေးရမယ့်ဆိုအားလုံးပုံမှာကျေးဇူးတင်တဲ့ comment ပေးချင်တာဖြင့် subscribe လုပ်ပေးချင်တာဖြင့် like လုပ်ပေးချင်တာဖြင့်အားပေးတဲ့အားလုံးပုံမှာအရင်ကျေးဇူးတင်တယ် subscribe လုပ်ပေးတာကျွန်တော်အရင်အတိပေးရှိရပေါ့နော် subscribe ပုံများလေးလေးကျွန်တော်အတွက် motive တစ်ခုဖြစ်လာတယ်ဗီဒီယိုများကြည့်လို့ချင်တဲ့စိတ် ဖြစ်လာလိမ့်လေပေါ့နော်ဆိုတော့အားပေးတဲ့အယောက်စီတိုင်းအားလုံးပါအရန်ကျေးဇူးတင်ပါတယ် God bless I'll see you guys tomorrow bye bye take care love